ကြောင်မဲမျိုးမှာရှိကြတဲ့ပြည်သူပြည်သားများလည်းဖေးအရင်နဲ့ပထွေကွဲကွဲပြားပြားတိလောက်ပါပြန်နော်ဖေးအရင်ကတော့တတမိပေါ်ဘလောက်ကြီးပဲစိတ်တို့စိတ်တို့ဘလောက်ကြီးပဲဒေါရထွက်ထွက်လက်မပါပါဘူးပြလက်ပါရင်အဲ့လက်ကကရုဏာလက်ပါပဲဗျာဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရင်မှုတော့မပါဘူးဗျာရက်ွက်အုတ်ချုပ်ရင်မှုရဲ့မိသားစုကမဲစင်းမပါဘူးကြံတဲ့ကြံတဲ့လူတွေပြောမနေနဲ့အမဲလိုက်သူလိုက်ပေါ့ဗျာ ဆိုတော့ဗိုလ်ချုပ်မှုကြီးကိုများများဆဆသွားလို့တော့ခင်ဗျာအမဲလိုက်ခံပြီးဟုတ်အဲ့တော့နေထိုင်တဲ့မင်းကောနာတဝိုက်မှာရှိတဲ့လူတွေကတော့ပီရက်တွေကတော့ခင်ဗျာခွေးပြူပြီးပြရအောင်တဘောရှိတယ်သူကသူနေကောင်းတာအခုတော့တွားပြီးလုလိုက်တာခွေးပြူပြီးပြရအောင်ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင် မြို့တို့ကတိုင်းနာတွေအားလုံးကိုများစုလဲချမ်းတိုင်းနာအများစုလဲဒါလို့ဆိုရင်တော့တီဟနေရဲ့ဒုက္ခတာကိုကောင်းကောင်းကြီးခံစားလောက်ပြီးဆိုရင်တော့တိလောက်ပြီးလိုပဲထင်ပါတယ်ဗျာเนาะတမတော်ကတော့ရှင်းရှင်းပြောရအောင်เนาะတမတော်ကတော့ဒါငြင်းချမ်းမှုအေးချမ်းမှုအရာကိုဥတည်နေခြင်းဖြစ်ပါတယ်ဗျာဥတည်နေတဲ့အတွက်ကြောင့်လဲဒီလိုကြောင်မဲမျိုးတွေမျိုးပြီးတမျိုးဟိုဒါပထမတမတော်ကကြောင်မဲမျိုးတွေဆိုမျိုးတွေဆုတ်ခွာပြန်ဘာဖြစ်လို့ဆိုတော့ ီလိုလူလူတွေအထီမနာအောင်မျိုးတွေမပြည့်စုံအောင်ဆိုပြီးမှဒါထုတ်ပါလိုက်တယ်။အဲတော့ဒီနေ့ဒီဘလောင်နေရဲ့ရက်ဆက်မှုနှွေရဲ့ဒီလူတွေပေါ်တိုင်းသားတွေပေါ်လူမဆန်ရုံမှမှုတွေဒါကိုမခံတော့ဟုတ်လား။ကျွေးပါမကြမ်းညင်မဲနဲ့ကြားရတာပေါ့ဗျာ။နော်အခုဆိုတာကြောင်မဲမျိုးကိုဒါသမတော်အကုန်လုံးပေါ်ကကြောင်မဲမို့တိုက်ခုတီပေါ်မျိုးထုတ်စစ်ဆင်းနေတယ်ထုတ်စစ်ဆင်းနေတယ်ဥစဉ်တို့လည်းတစ်ဖက်တလန်းကနေ ပြည်သူများလှူဒန်းထားတဲ့အရာလေးတွေကိုဥစဉ်တို့လာရောက်ပြီးလှူဒန်းခြင်းဖြစ်တပါတယ်ဗျာနော်ဆေးဝါးခုဆိုရင်ဥစဉ်တို့မှာဆေးဝါးပစ္စည်းတွေလည်းပါတယ်ဆေးဝါးပစ္စည်းတွေမှာငါတို့ကလည်းပါခဲ့တယ်ဆေးဝါးပစ္စည်းဆိုမဲ့ဆေးရုံမှာလှူမယ်ကျန်တဲ့ဥစဉ်တို့ရှိတဲ့ခုအိုင်းပြည်ရဲ့ပါရမီရှင်သူရဲကောင်းလေးကိုလည်းဥစဉ်တို့လှူခုနှစ်ရဲ့တာဒမီများတမတော်ချင်းမြတ်တို့လူများလှူဒန်းတဲ့အရာလေးတွေကိုလည်းလှူဒန်းဖို့ဖြစ်ပါတယ်ဗျာ ဒါနောက်တစ်ခေါက်လဲဆက်လာကိုရှောင်းတစ်ခေါက်ကတော့ဦးဇင်းတို့ဒီအမေရိကန်နေမှာဦးဇင်းတို့လူတန်းတဲ့အရာလေးတွေကိုတို့ကဆေးဖေးရှောင်းတွေကိုလူတန်းမှုအရာလေးကိုလည်းဦးဇင်းတို့ဦးဇင်းတို့မရောက်သေးဘူးပေါ့နော်အဲ့ဒီခေါက်နောက်တစ်ခေါက်လဲလာရောက်ပြီးမှဦးဇင်းတို့လူတန်းအောင်မှဖြစ်ပါလိမ့်ကြနော်အဲ့တော့ဘာပြောချင်တာလဲဆိုလို့ရှိရင်ကြောင်မဲမျိုးတို့မျိုးသားတွေရှမ်းတိုင်းရင်းသားအများစုပေါ့စီလုံးမှာညီညွတ်ပါနော်အများတို့တွေဒါမစီလုံးမှုမညီညွတ်ဘူးဆိုလို့ရှိရင်ဒါဒီနေ့ဒီပလောင်နေရဲ့ ရုံမှမူရက်ဆက်မှုတွေတောင်တိထဲမှုကကောင်းကောင်းကြီးခံစားအောင်ပါနော်ဒါဥစဉ်ကဒါတမတော်ထောက်ခံတဲ့ကိုတော်တပါးအနေနဲ့တမတော်ဟိုဒါဥစဉ်မွတ်တင်ပြီးပြောတာမဟုတ်ပါဘူးဗျာနော်တမတော်ဒီတိုင်းနာစီလုံးညီညွတ်မှုပြည်တော်စုမပြိုကွဲရေးဆိုတဲ့ဥတီချက်နဲ့စီစီလုံးညီညွတ်တဲ့တိုင်းပြည်ငြိမ်းချမ်းအေးချမ်းအောင်တာဥတီနေခြင်းဖြစ်ပါလေဗျာနော်ဥတီနေခြင်းဖြစ်ပါလေတမတော်ရာအမိတမတော်ရာအဖဆိုဟာအလကားပြောတဲ့စကားမဟုတ်ပါဘူးဗျာနော် ဲ့တော့ကြောင်မဲမြို့မှာရှိကြတဲ့ပြည်သူပြည်သားများလည်းဖေးအရင်နဲ့ပထွေကွဲကွဲပြပြတိလောက်ပါပြန်နော်ဖေးအရင်ကတော့တာတမိပေါ်ဘလောက်ကြီးပဲစိတ်တူစိတ်တူဘလောက်ကြီးပဲဒေါသထွက်ထွက်လက်မပါပါဘူးပြလက်ပါရင်လည်းအဲ့လက်ကကရုဏာလက်ပါပဲကနော်လိမ္မာသေးခြင်းလို့ရိုက်တဲ့လက်လိုပဲနော်ပထွေးရတော့ဒီရဲ့အတိုင်းပဲလက်ပါရုံကအတက်တော့နော်အတက်ပါပြောက်လုံးပါပြပထွေးရတော့နော်ပထွေးရတော့အစပဲကောင်းပြတာပြနော် ပထွေးတူလုံးပိုင်ခွင့်နဲ့အကုန်လုံးရသွားပြီဆိုရင်တော့ဒါပထွေးဆိုတဲ့အတိုင်းပဲရုံမှမှုကပေါ်လာမယ်ဆိုတော့လည်းကြောင်မဲမှမြို့ကြောင်မဲမြို့လူမျိုးတွေများအားလုံးသိစေချင်ပါလေဗျအားလုံးဒါပါပဲဗျကျွန်တော်တို့အမဲစင်းတွေကတ်ထားသွားကြည့်တယ်သွားကြည့်တော့တော်တော်များများလွဲနေတယ်ဘလူလွဲရတယ်ဆိုတော့2020တုန်းကမဲစင်းအဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကတ်ပြီလေအခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအဆူရီမူတွေ လာပြန်ကောက်တဲ့စည်ရင်းนี่မဟုတ်အကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါအသိအသိမကောင်းဘောเนาะ UC နည်းပြန်လောက်ရမယ်ပုံစံ3နည်းပြန်လျှောက်ပြီးတော့ပြန်လောက်ရတော်တော်ကိုတော်တော်ကိုလောက်ရမယ်ဒါ12ရက်နေဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြံတော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လောက်ယူရမယ်ဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရင်မှုတော့မပါဘူးဗျာ တကွက်အုတ်ချုပ်ရင်မူရဲ့မိသားစုကမဲစင်းမပါကြံတဲ့ကောင်ကြံတဲ့လူတွေပြောမနေနဲ့အဲ့လိုတွေဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိရဲ့เนาะတည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေရဲ့ဒါတော့တော်တော်များနေရဲ့เนาะနောက်တခါလွတ်တော်ကိုယ်စလေတယောက်ပဲပါတယ်သူ့မိသားစုကြတော့မပါဘူး လွတ်တော်ကိုယ်စားလှယ်တော့အားနာလို့ထက်ပြလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းနေရတော်တော်ကိုတော်တော်ကိုမှားနေတော်တော်ကိုပြန်ပြင်ရမယ်အဲ့အဲ့ဒါတွေးတယ်ဗျအဲ့တွေးတော့ဒါလေးကိုအချိန်မီပြပြင်ဖို့အဲ့တော့ဘယ်သူတွေအလုရှုပ်လဲဆိုတော့ရက်ကွက်အုပ်ချုပ်ရေးမှူးတွေနောက်တော့ကလွတ်တော်ကိုယ်စားလှယ်ကိုတိုင်ကဟလာအားထုတ်ပြီးတော့ မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့မှဒီစီမှန်လားမမှန်လားဆိုရက်ကွက်ထရလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ခုကျွန်တော်တို့လုံနေရတယ်ဗျာကျွန်တော်တို့လည်းဟလာမဲယုံကိုယ်စလဲတွေခန့်ထားဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓာတ်ပုံရိုက်ရိုက်ပြီးတော့တူးကြီးကိုစစ်ခုဆိုပဲဒါတမျိုးနဲ့တမျိုးနဲ့ကိုຢာနဲ့ချီပြီးတော့ကွာချားနေကြဗျာဘူဇုံမကြီးကမန္တလေးကိုရောက်နေဆိုတော့အားလုံးသိပြီးသားပါမန္တလေးရဲ့တက္ကသိုလ်ကြီးຢာပြီးပေါ့နော်အဲ့ပွဲရောက်နေတယ်ရောက်နေတော့ ဗိုလ်ချုပ်မှုကြီးရောက်နေတာအကောင်းဒါပေမဲ့တစ်ဖက်ကလှုပ်လိုက်တာကဗိုလ်ချုပ်မှုကြီးကိုယူရပြီးတော့လှုပ်လိုက်တဲ့လှုပ်ရက်ကတော်တော်တော့တော်တော်စိုးတဲ့ကိစ္စတခုတော့ဖြစ်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီမန္တလေးတက္ကသိုလ်ရဲ့နှစ်တရာပြည့်ရာပြည့်ပွဲကိုမန္တလေးတက္ကသိုလ်နှစ်တရာပွဲမနေ့ကညမနေ့ရက်တဲ့ဗိုလ်ချုပ်မှုကြီးရောက်တယ်ရောက်တယ်ဆိုတော့တရင်ရတဲ့ခါကျတော့ဗိုလ်ချုပ်မှုကြီးကိုယူရပြီးတော့ဆိုပြီးတော့ဒီမန္တလေးနန်းတွင်းထဲမှာရှိတိုင်းစစ်တပ်ရုံးကိုယူရပြီးတော့ဗိုလ်ချုပ်မှုကြီးအဲ့ဒီမှာတဲတယ်အဲ့ဒီမှာအိတ်တယ်ဆိုပြီးတော့ယူရပြီးတော့ချော်လိုက်တော့နှစ်ပြည့်တဲ့ဖြစ်စဉ်ဖြစ်စဉ်တစ်ခု ဒီကနေ့မနေ့အစောကြီးမှဖြစ်သွားတယ်နော်အော်တိုဘာ၄ရက်နေ့မနေ့6နာရီဝင်ကျင်လောက်မှဖြစ်သွားတယ်လို့သိရတယ်ဒီပြောရရင်တော့မန္တလေးကတိုင်းစစ်တနာကျုပ်ဝင်နန်းတွင်းပေါ့နန်းတွင်းရှိတယ်ထင်မနန်းတွင်းမှာတာလို့စစ်တနာကျုပ်ရှိတာအောင်အဲ့ဒီမှာဘူဇုံကြီးတဲခုတယ်လို့သူကသိတယ်တွေ့မျော်မှန်းပြီးတော့ကျော်ရတယ်လှက်ပြတယ်ကျော်ရနှလုံးနှလုံးပြတယ်လို့ကြားတယ်ပြောပြတာနှလုံးလုံးကြားတယ်ဒါပေမဲ့နှလုံးနေသုံးလုံးနေတော့မသိဘူးလောစရောကျွန်တော်လောစရပြစ်လိုက်တဲ့အတွက်ဘူဇုံကြီးကိုထိသလားဆိုတော့မေးခွန်းပေါ့ ဘုရုံမူကြီးကတိတော်တိပါမလားမသိဘူးပြစ်ပြီးတော့မှတော့ဘုရုံမူကြီးအေးဆေးအောင်ဖြစ်နေဦးမှာဖွင့်ပွဲတော်ဖွင့်ပြီးသွားရင်အေးဆေးပဲဆိုတော့ဖွင့်ပွဲဖွင့်ပြီးသွားလို့ဘုရုံမူကြီးလည်းအေးဆေးပဲပြန်လာပြီဒါပေမဲ့မအေးဆေးတာဘာလဲဆိုတော့အပြစ်တဲ့ကောင်တွေမအေးဆေးတော့ပြစ်တဲ့ကောင်တွေမအေးဆေးတော့မအေးဆေးပါဆိုတော့အခုမန္တလေးနန်းတွင်းထဲကိုပြစ်လိုက်တဲ့ကိစ္စကမန္တလေးနန်းတွင်းထဲကိုပြစ်လိုက်တဲ့ကိစ္စကနန်းတွင်းထဲကိုကြပါသလားပြီးတော့ကျွန်တော်တို့သိရသလားမကြဘူးဘယ်ကပြစ်တာလဲဆိုတော့အဲ့ဒီမင်းကုန်းဘက်ကမင်းကုန်းဆိုတာကမန္တလေးရဲ့မန္တလေးရဲ့ဟိုဘက်ကဒရာကူးလိုက်ရင်ဇကိုင်းဇကိုင်းပြီးဟိုဘက်ကဆက်ထွက်ရင်မင်းကုန်း နောက်ဘက်ကိုတနားကြီးကလောက်ကားမောင်းရင်ဒါရောက်ပြီလို့မှန်းလို့ရတာပေါ့နော်ဆိုတော့မင်းကွန်းကနေမန္တလေးကိုလှမ်းကြည့်လို့ရှိရင်ဒီလိုတစောင်းမျက်စောင်းတိုးလေးဒီလိုတလွယ်ကုတ်လေးပေါ့အဲ့လိုပဲမျိုးအဲ့တော့မင်းကွန်းဘက်ကနေပြီးတော့ကျွန်တော်ထင်တယ်မြေကန်းဆက်ကနေပြီးတော့လာပြီးတော့ short ride တုံးနဲ့မြေကန်းဆက်မှာရှိတဲ့ဒီဟိုကိုင်းတော်တွေတွေကနေပြီးတော့ဒါကြည့်ရတာ short ride တုံးနဲ့ဒီဘက်ကိုမန္တလေးနန်းတွင်းချိန်ပြီးတော့သူကလိုကနေကြည့်ပြီးတော့ Google Map တွေပါထောက်ပြီးတော့ချိန်ပြီးတော့ဒါနန်းတွင်းဘက်ကိုတိတ်ပြုံပုံရတယ်အဲ့တော့မန္တလေးနန်းတွင်းဘက်ကနှစ်မိုင်ကျော်ကျော်လောက်ရှိမယ်အဲ့ဒီဘက်ကနေဆိုဒီဘက်ကိုနှစ်မိုင်ကျော်မကနှစ်မိုင်ကျော်တော့မကဘူးပေါ့ဗျာ ဆိုတော့ main ကဘက်ကနေမြစ်ကိုဒီဘက်ကိုကူးလာပြီးတော့ပြစ်သလား main ကဘက်ကနေမြစ်ကိုကြော်ပြစ်သလားဆိုတော့နည်းစမ်းသာခက်တယ်ပေါ့နော်ဟိုဟိုမန္တလေးနန်းတို့ရောက်ဖို့ဆိုတာမကောက်ဘူးမိုင်နှောင်းလည်းမကောက်ဘူးအဝေးလူသေးတယ်တော်တော်ဝေးတယ်မြေဝိုးတော့ထောက်တယ်တော်တော်ဝေးတယ်ဆိုတော့အဲ့ဒါကိုချော့ရိုက်လို့နဲ့ပြစ်ပြီးတော့တို့ကတစ်ဖက်ကတော့အောင်ပွဲခံတယ်တစ်ဖက်ထုတ်ပြန်ချင်မှတော့ဘာလဲဆိုတော့တို့ချော့ရိုက်လို့ပြစ်လိုက်တယ်အဲတို့ရီမန်ကြဘိုးချိုးချင်းမအောင်လိုင်းရှိနေလို့ပြစ်တယ်ပေါ့ဗျာနော်ဦးမြောင်ဦးမြောင်လိုင်းရှိလို့ပြစ်တယ်ဒါပေမဲ့တို့ရီမန်ချက်ကပြစ်မှတ်ကိုမထီဘူးဆိုပေမဲ့အဲ ဦးမေအောင်လိုင်းရှိတဲ့အချိန်မှာပြစ်လိုက်နိုင်တဲ့အတွက်သူတို့လဲတာသူတို့အောင်မြင်မှုပါဆိုပြီးတော့တစ်ဖက်ကတစ်ဖက်ကကြွေးကြော်တယ်တကယ်တော့ကျတော့အောင်မြင်လို့ကြွေးကြော်ပြီးမဲ့ရှင်းပြပြစ်လိုက်ပြီးတဲ့နောက်သိပ်မကြခင်မိနစ်ပိုင်းနာရီပိုင်းတုန်းကပဲအဲ့မင်းကောဘက်ကိုတတ်မတော်ဆက်ချောင်းတွေကထိုးတော့တာမထိုးလို့မရတော့ဆက်ချောင်းထိုးရတော့လိုက်ရတော့တာအဲ့တော့ဘယ်ကပြစ်တယ်ဘယ်သူလဲဆိုခွန်းဆက်ကိုရှားတာပါဗျအခုတော့ဒါဆက်ချောင်းတွေထိုးနေပြီသားလို့ကြမ်းကြားပါတယ်အဲ့တော့မင်းကွန်းကိုကျွန်တော်တို့ကခံမှန်းတာမင်းကွန်းကလည်းမြစ်ကနေပြီးတော့ညဘက်ကြီးကူးလာပြီးတော့များဒီဘက်မန္တလေးအဆက်နာဒီတောင်ဆက်တွေကနေပြီးတော့လာပြီးတော့များဒီလိုပြစ်သွားသလား သူ့ပုံလေးရဆိုရင်တော့ဒါကိုင်းတော့တဲ့ကနေပြစ်တာပြစ်သွားတယ်အခုလက်နက်ကြီးကရှော့လိုက်တော့နှလုံးကကြားတဲ့နေရာတခြားနေရာကိုကြားတာတလုံးဆိုရင်အရသားတွေရှိတဲ့ဘက်ကိုကြားတယ်ဒါပေမဲ့ကန်ကောင်းတာမန္တလေးမှာဒီနေ့ဒီခုကြားရတဲ့တဲ့ကတော့ခုထိတော့အရသားတွေတည်ရဆိုတဲ့မကြားရသေးဘူးကြည့်ရတာကန်ကောင်းသွားတယ်နောက်တော့ကလည်းအဲ့လိုပဲဘယ်နဲ့ကြမ်းမ်းတော့မသိဘူးဘယ်နဲ့ကြတော့မှမသိဘူးကြားတော့ကြားတယ်ဆိုတော့နှလုံးလောက်တော့အကြမ်းမြင့်ကြားတယ်ဒါအကြမ်းမြင့်ကြားရတာပေါ့နော်ဆိုတော့ဘယ်သူမှတော့ နံပါတ်1ကတက်မတော်ကောင်းဆောင်ဘူဇုံမှုကြီးမြောင်းလည်းထိခိုက်ခြင်းမရှိသလိုတက်မတော်သားတဦးတယောက်မှဒဏ်ရာရထိခိုက်ခြင်းလည်းဘယ်သူမှမရှိဘူးဘယ်သူမှလည်းမရှိဘူးမန္တလေးနန်းနန်းတော့နန်းနန်းတွေကိုကတော့ရင်ဖို့တော့မတန်းလိုက်ရပါဘူးရှော့လိုက်တော့မပြောနဲ့အဲ့လိုပြောအောင်ဖြစ်နေရှော့လိုက်တော့မပြောနဲ့ဘာမှတော့မန္တလေးနန်းနန်းတွေကိုဘာတမ်းမှမကြားလိုက်ရအောင်ဒါတော့ပြစ်တော်တို့ကတော့ရည်ရွယ်ချက်ကတော့မန္တလေးနန်းတွေတာဂက်ထားတော့မန္တလေးနန်းတွေတာဂက်ထားဘူဇုံမှုကြီးမြောင်းလည်းဒါပေမဲ့မထီဘူးဒါဘယ်နဲ့ကြောက်တော့မသိဘူးတလုံးကအရက်ဖက်ရက်သားတွေရှိတဲ့ဘက်ကိုကြားတယ်လို့ကြားတယ်အဲ့တော့လောလောဆယ်မင်းကုန်းဘက်ကိုတော့တက်မတော်ကပြစ်လိုက်တဲ့နေရာကိုကျက် ဟာကိုခံမှန်းတဲ့ကမင်းကောမောင်ဆိုတီးလို့မင်းကောမောင်ကိုတတ်မှာဆေးချောင်းထိုးပြီးတော့ဘသူတွေပြစ်တာလဲဆိုလိုက်ပြီးအဲ့တော့အမဲလိုက်သူလိုက်ပြီးပေါ့ဗျာဆိုတော့ဗိုလ်ချုပ်မကြီးကိုများများဆဆသွားလို့တော့ခင်ဗျအမဲလိုက်ခံပြီးပေါ့အဲ့တော့နင်းထိုင်တဲ့မင်းကောနာတော့ဝိုက်မှာရှိတဲ့လူတွေကတော့ပြည်ရက်တွေကတော့ခင်ဗျာခွေးပြုတ်ပြီးပြေးအောင်သဘောရှိတယ်သူကသူနေကောင်းတာအခုတော့တွားပြီးလှုပ်လိုက်တာခွေးပြုတ်ပြီးပြေးအောင်ပြီးတော့ဓာကြီးကိုလှုပ်လိုက်ရင်သူတို့စိတ်ထဲမှာအောင်မြင်မယ်လို့သူတို့ထင်နေပုံရတာပေါ့သူတို့ထဲမှာရှိတဲ့ရှော့ရိုက်တုံးသူသူသူတို့ထဲမှာရှိတဲ့ရှော့ရိုက်တုံးကိုတာဝဲပြစ်လက်နဲ့များသူမှတ်နေသလားမသိဘူးတာဝဲပြစ် နော်ဟိုတကယ်မဆိုင်နေမှမှတ်နေလားမသိဘူးကြည့်ရတယ်သူတို့စိတ်ထဲမှာပြီးတော့ဟိုဟိုတားဂက်လောက်ထားတဲ့တာဝဲပြမဆိုင်နေမှသူတို့ကိုသူမှတ်နေလားမသိတွေ့ရလျှောက်ပြတော့အခုအရသားတွေများထိခင်တော့အောင်မသေးကြစီကြအောင်ပါဆိုတော့တော်တော်တော့ဒီကောင်တွေရဲ့ဟိုအုံတော့မပါဘူးပေါ့နော်စဉ်းစားဖို့ပေါ့ပြီးတော့သူတို့ကဒီတည်ထုတ်ပြန်ဖို့ပဲသူတို့ကဒီတစ်ဖက်မှာလက်ဦးမှုရယူတည်ထုတ်ပြန်ပြီးတော့ငါတို့လှုပ်လိုက်ပြီးကွာဆိုတော့ဒီလိုမျိုးဒီကြွားဖို့ပဲသူစဉ်းစားတာကိုရတယ်ဒီသူတို့ရဲ့ရွေချက်ကကြွားဖို့ကလွယ်ပြီးကျတာဘာမှမရှိဘူးမထိခိုက်နိုင်တဲ့ကိစ္စရယ်နဲ့အရသားပြည်သူထိခိုက်လားမထိခိုက်လားမစဉ်းစားဘူးတွေ့ရလျှောက်ပြတာအဲ့တော့ပြတော့ခုနောက်ဆုံး ရသပြည်သူကံကောင်းလို့မသိဘူးတော့ပြောလို့ရတယ်ကောင်းလို့မသိတယ်အဲ့တော့လောလောဆယ်တော့မင်းကွန်ဘတ်မှာရှိတဲ့အဲ့ဟို PDF နေမြေစခန်းတွေကတော့တေးကြတယ်ဘိုးချုပ်ကြီးမျက်စိစမှုကြီးစူးသွားပြီအဲ့ကြရင်တော့မင်းကွန်နာတော့ဝိုင်းမှာရှိတဲ့ PDF တွေဘဝကတော့ကိုယ်တိုင်နဲ့ကိုယ်ခံမယ်ခင်ဗျားတို့ကသွားလှုပ်တာကိုကိုယ့်အကူအေးအေးစေးလက်နဲ့နဲ့ငြိမ်းချမ်းရေးအလင်းဝင်လိုက်တောင်းမှာပဲအေးအေးစေးစေးနဲ့ဘိုးချုပ်ကြီးကတလောက်တယောက်ဆယ်သိန်းလောက်ပေးရရရင်ရအောင်မှာအခုတော့အမုံချေခံရမယ်သဘောတော့မြင်ရတယ်ငါကမှလောက်ရသလားဆိုရာဆက်ဆက်သူကင်တဲ့တက်တမဲအဲ့ဒါအိနာ PDF တွေကတော့ ဘဝတော့မတွေးရစရာပဲသူတို့ဘဝနဲ့သူတို့ပဲဒါကတော့ကျွန်တော်ဒါမန္တလေးမှာဖြစ်တဲ့ကိစ္စနော်အဲ့တော့ဘူဂျုံမကြီးကိုယူပြီးပြတဲ့တနေ့ချောလိုက်တုန်းကတော့အရသာပြည်သူတွေကြားတယ်ကြားပါတယ်ကံကောင်းသွားပြီအသာမသိဘူးဒါပေမဲ့ဖြစ်ချင်တော့ကံဆိုးသွားပြင်အဲ့ဒီပြည့်တဲ့အဖွဲကတော့တော်နေခံရပြီဒီနေ့တော့တကယ်ကိုအမဲလိုက်ခံရပြီအဲ့တော့ဘလို့ဆက်ကြောက်လို့နောက်ရကြရင်ကြောက်မလားမသိဘူးဘလို့ကြားမလဲမသိဘူးနောက်ရကြရင်ဘလို့ကြားမလဲလို့ကျွန်တော်ခံမှန်းကြည့်မယ်နော်စစ်တပ်ကစစ်ကြောကမင်းကုန်းဒေသခံပြည်သူတို့ရွာတွေကိုမီးရှို့တယ်လို့ဖြက်စီးတယ်လို့တတ်ဖြတ်ပါတယ်လို့လာအောင်မယ် ဒါဒါဒါသူတို့ရဲ့ကယ်လင်ဒါကျလုပ်နေကြအလုပ်တွေတကယ်လုပ်သလားဆိုတော့တပ်ပရောတကယ်လုပ်သလားဆိုတော့တပ်ပရောကလုပ်ချင်းလုပ်ရင်အဲ့ PDF တွေပဲသူကလုပ်မှာပေါ့ရသပြည်သူလုပ်เสียလားမလုပ်ချင်းလို့မလုပ်ဖက်နေကြတာမလုပ်ဖက်နေကြနှစ်ကိုပေါက်နေအခု PDF တွေရဲ့ဒီလိုမျိုးလက်ရက်ဆက်ရဲလုပ်လာတဲ့မှုကတော့ဘုသူမကြီးကသူနာသူတပည့်တွေကခင်ဗျာသူတို့ဆရာကိုလုပ်လာပြီဆိုတော့ဘယ်ခံတော့မလဲခင်ဗျာတော်တော်မန္တလေးတိုင်းဦးထဲမှာသူ့ကိုပြစ်နေတော့ဘာမှမပြောရင်သူတို့ဆရာကိုလုပ်ရင်တော့ဘယ်ခံတော့မလဲဘာလို့ဆိုတော့ပြီးတော့မန္တလေးတိုင်းကူပြောင်းလာတဲ့အတိုင်းမှုအတိုင်းမှုအစ်စ်ဘမောကနေဆင်းလာတဲ့အတိုင်းမှုအစ်စ် ောက်တစ်ခုကဒီဒူတိုင်းမှုလူမျိုးပုံကိုတွေကလည်းတွယ်မဲ့အုပ်စုတွေအဲ့တော့ကျွန်တော်မြင်နေအမင်းကောင်ကတော့အထူးစစ်စစ်ရင်းနေတော့ခံအောင်လားမသိဘူးဒါတော့ကျွန်တော်မြင်နေရတော့ပါနော်အဲ့တော့စောင့်ကြည့်ရတော့ဗျာနော်ဒါလောဆိုတော့ဘုံကြမှုကြီးကတော့အေးစစ်စစ်ပွဲတွေတက်ပြီလို့အေးစစ်စစ်ပဲသူတော့အေးစစ်စစ်တော့နိုင်ယူနေပါပြီအေးစစ်စစ်ပါပဲသူတော့ကတော့အေးစစ်စစ်သူဒီအတွက်တုံလှုပ်ချင်းလည်းမရှိစိတ်လည်းမဝင်စားဘူးသိစစ်ပဲဟောအေးဖြစ်သွားလောက်သိကောင်းတော့သူမရှိဘူးလို့ ျွန်တော်ခံမှန်းပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်